တော့ဘုရားတင့်ကိုဘယ်လိုများဟောလိုက်တာလဲတရားကြီးအဲ့တော့တရားကြီးကဘာပြောဆိုနော်သူမြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားဘယ်လိုပြန်ပြောလဲအသေးစိတ်တလုံးကြာရှင်သာရိပုတ္တရာကိုရှောက်တယ်ဒီလိုနောက်ဆုံးရွယ်ရောက်နေပါပြီဘုရားခန္ဓာကိုယ်ရဲ့လည်းအမြဲမပြတ်နာကျင်နေပါလေဘုရားနောင်ကိုမြတ်စွာဘုရားနဲ့တဏ္ဍာရော်တွေကိုဖူးမြော်ဖို့မလွယ်တော့ပါဘူးဘုရားဒါကြောင့်တပည့်တော်တို့အရှိသဖြင့်အကျိုးရှိမဲ့အဆုံးအမတွေပေးပါဘုရားသူရှောက်တာတွေလည်းအကုန်ပြန်ပြောတာအဲ့ဒီမှာမြတ်စွာဘုရားတခါကြီးသင်ပြောတဲ့အတိုင်းမှန်တယ်ခန္ဓာကိုယ်ဆိုတာ နာကျင်တတ်တဲ့သဘောရှိတယ်ဥတလုံးတစ်ဖွဲအမေပါလေးနဲ့အုပ်ထားတာဘာမှခိုင်မာမှုမရှိဘူးဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရတဲ့မြန်ကိုကိုကိုတခဏမျှကျမ်းမာတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်တော့ဒီလိုဟာမိုက်မဲလို့ဒါကြောင့်သင်ဟာခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်အဲ့ဒါလို့လေ့ကျင့်ရမယ်လို့မြတ်စွာဘုရားသူ့ကိုအဲ့လိုဟောလိုက်တယ်အကုန်ပြန်ပြောတာအဲ့လိုလျှောက်တဲ့အချိန်မှာရှင်သာရိပုတ္တရာကတခါကြီးအဲ့လိုဆိုလို့ရှိရင် ခန္ဓာကိုယ်နာပြီးတော့စိတ်မနာအောင်ဘလို့နေရမှာတုံးလို့တင်မြတ်စွာဘုရားကိုမမေးခဲ့ဘူးလားတဲ့ဟောနော်တကယ်အရေးဆိုရင်မေ့နေတာတဲ့များတယ်ဟုတ်လား तू မေးခဲ့သလားမမေးခဲ့ဘူးတကယ်ဆိုမေးခဲ့တဲ့ကောင်းတယ်နော်မေးခဲ့မှရှင်မြတ်စွာဘုရားအေးခန္ဓာကိုယ်နာပြီးတော့စိတ်မနာအောင်နေတယ်ဆိုတာဘလို့မျိုးနေတာကိုပြောတာဘလို့နေရမယ်လို့နီလန်းမှာပေးမှာအခုနီလန်းပါသလား အပါဟုနော်မြတ်စွာဘုရားခန္ဓာကိုယ်ကြီးနာတော့လည်းပဲစိတ်ဝင်စားအောင်သင်အဲ့လိုကျင့်ရမယ်လို့လည်းပြောလိုက်တာသူဆက်မမေးတော့မြတ်စွာဘုရားလည်းဘာမှမဖြေလိုက်ဘူးပေါ့အဲ့တော့အဲ့ကျမှသူလည်းအမှတ်ရမယ်ပေါ့တခါကြီးကတော်တော်ဘာပြောတော့စကားပြောလိမ်မှကြွန့်ကျင်တယ်လို့ပြောရမယ်အရှင်ဘုရားတဲ့ဒီလိုလေးနေတဲ့အကြောင်းအရာတွေကိုသိရဖို့အတွက်ပဲအရှင်ဘုရားဒီကိုတပြီတော့အဝေးကြီးကနေလာခဲ့ရတာဒါကြောင့်အဲ့ဒီအကြောင်းအရာကိုအရှင်ဘုရားပဲအတိတ်ပဲဖွင့်ပြီးတော့ရှင်းပြပါ ရှင်သာရိပုတ္တရာလည်းဉာဏ်ကြီးဆုံးပုဂ္ဂိုလ်ပဲလေမြတ်စွာဘုရားပြီးရင်ဟုတ်လားအဲ့ဒီမှာရှင်သာရိပုတ္တရာကတခါကြီးတောင်းပန်တဲ့အတွက်ကြောင့်လောကမှာခန္ဓာကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲခန္ဓာကိုယ်သာနာတာစိတ်ကိုမနာအောင်ထားနိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာပုဂ္ဂိုလ်နှစ်မျိုးကိုခွဲပြီးတော့ဟောတယ်လူရင်းပြောရရင်စိတ်မနာအောင်ဘယ်လိုနေရမလဲဆိုတဲ့နိလန်းကိုပေးတာ အဲ့ဒါလေးကိုလည်းစွဲအောင်မှတ်စေခြင်းနဲ့နော်စိတ်မနာအောင်ဘယ်လိုနေရမလဲရုပ်ကတော့မနာအောင်လှုပ်လို့ကိုမရအောင်နော်ရတဲ့အပိုင်းလေးနည်းနည်းလေးတော့ရှိတယ်နော်ညောင်းရင်ပြင်ပဲနော်ခန္ဓာကိုယ်ညီညွတ်မြတ်တောင်ဣရိယာပုမြတ်တောင်လမ်းလျှောက်မယ်အစာအစာအသောက်ပုံမှန်ဖြစ်အောင်စားမယ်ဆေးဝါးတွေမှီဝဲမယ်ထိုက်တဲ့နဲ့နော်ပြုပြင်ပုံတဲ့ခန္ဓာကိုယ်အရှင်းပြေအောင်လှုပ်လို့ရတဲ့အပိုင်းလေးတွေရှိပါတယ်မရှိဘူးမဟုတ်ဘူးသို့တော့တကယ်တကယ်ဖုန်းတို့တွေးကြည့်မယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ကြီးအဆင်မပြေးနေတာကိုအဆင်ပြေးအောင်လှုပ်လို့ကတော့မရမပြေးနေတာပဲပြေးအောင်လှုပ်တဲ့ကြားတွေကပဲမပြေးနေတာပဲနောက်ဆုံးအော်ရဟေယညီယညူယအဆင်မပြေးအကြီးကြီးဖြစ်ပြီးတော့ဒီလိုနဲ့ပဲပျက်စီးကြရမှာပဲဘလို့မှရှောင်လို့မရတဘုန်းတို့ကရတဲ့အပိုင်းကိုအားဆိုင်ရမယ်စိတ်ဝင်စားရမယ်နော်စိတ်ကိုတော့မနာကျင်အောင်စိတ်ကိုတော့အဆင်မပြေးမဖြစ်အောင်ဘုန်းဘုန်းတို့လုပ်မယ်ဆိုရင်လုပ်လို့ရတယ် ရုပ်ကိုမနာကျင်အောင်လုပ်လို့မရဘူးเนาะယောဂါဆိုတာဘာကိုပြောတာတုံးဖရာလို့မြတ်စွာဘုရားကိုရန်တပါမေးတော့မြတ်စွာဘုရားယောဂါဆိုတာရုပ်အစုဝေးကြီးကိုပြောတာလို့မြတ်စွာဘုရားအဲ့လိုဟောတာတော့ဒီရုပ်အစုဝေးကြီးကိုကယောဂါတုံးကြီးသူ့ကိုမနာအောင်လုပ်လို့အဆင်မပြေမဖြစ်အောင်လုပ်လို့မရဘူးသူအဆင်မပြေရဖြစ်ကိုဖြစ်မှာသူကဒါပေမဲ့ဘုန်းတို့စိတ်ကိုတော့မနာကျင်အောင်အဆင်မပြေမဖြစ်အောင်မထိခိုက်အောင်ဘုန်းတို့ကြိုးစားမယ်ဆိုရင်ကြိုးစားလို့ရတယ် အဲ့ဒီနီးကိုပေးရအောင်နော်ရှင်သာရိပုတ္တရာကနော်ဒါရှင်သာရိပုတ္တရာပြောတဲ့စကားလုံးလေးအတိအကျကထေဇဂါပတိအာတုရကာရောက်စီပါဟောတိအာတုရစိတ်တော်စာဒကာကြီးလောကမှာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲကိုယ်ဆိုတာရုပ်စုဝေးကြီးကိုအဓိကကြီးညွှန်းတာပေါ့နော်အာတုရကာရောက်စီပါဟောတိအာတုရစိတ်တော်စာကိုယ်ရောစိတ်ရောနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ဣရခာပတိအတုဒဝပုထုဇဉ်တော်အရိယနာအတ္တဝိရိယဓမ္မတအကောဝီတော်အရိယဓမ္မအဝိနိတော်တဲ့ဒါကြီးဟောဒီလောကမှာနော်ဖြူရှင်တဲ့သစ္စာလေးပါးကိုသိသွားကြတယ်တကယ်အရိယပုဂ္ဂိုလ်အရိယဆိုတာဖြူရှင်တယ်လို့အဓိပ္ပာယ်ရနော်ဘဝရဲ့တကယ်အလေးနဲ့ဆုံးအမှန်တရားကြီးတွေကိုမြင်သွားရင်စိတ်ကဖြူရှင်သွားတာသစ္စာလေးပါးကိုသိရင်အရိယဖြစ်တယ်လို့ပြောတာအဲ့လိုအရိယဖြစ်သွားကြတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ လောကမှာတချို့သောပုထုရှင်တွေဟာအရိယာနဲ့အတ္တတာပဲအဲ့ဒီအရိယာပုဂ္ဂိုလ်တွေသူတို့မတွေ့ဘူးမမြင်ဘူးမကြုံဘူးမဆုံဘူးအရိယာဓမ္မသားအာကိုပြီးတော့ဒါကြောင့်မလို့အရိယာတို့ရဲ့တရားဖြူစင်စေတတ်တဲ့တရားတွေကိုသူတို့လိမ္မာကျွမ်းကျင်မှုမရှိဘူးအရိယာဓမ္မေအဝိနိတောတဲ့နော်အရိယာဖြစ်စေတတ်တဲ့တရားတွေအရိယာနဲ့ပတ်သက်တဲ့တရားတွေနော်ဒီသူတော်ကောင်းတရားတွေနဲ့ပတ်သက်ပြီးတော့ဘာမှသင်ယူထားတာကျွမ်းကျင်အောင်လေ့ကျင့်ထားတာ နော်သူကသူဆုံးမထားတာပိုင်နိုင်အောင်လှုပ်ထားတာဘာမှမရှိဘူးတဲ့စကလုံးလေးတွေကိုအသေးစိတ်ပြောတာနော်တပ္ပုရိတနဲ့အာတ္တဝိတပ္ပုရိတဓမ္မတအကောဝီတော့တပ္ပုရိတဓမ္မေအဝိနိတော့တဲ့နောက်ထပ်တလုံးထပ်ပြီးတော့သုံးတယ်သောတော်ကအရိယာပေါ့အခုကဘာတော့တပ္ပုရိတတပ္ပုရိတဆိုတာသူတော်ကောင်းပေါ့သူတော်ကောင်းအစ်စ်ဆိုတာတစ္ဆာလေးပါးကိုမြင်သွားကြလို့မညံဖူညံရကြတဲ့ပုံကိုယ်တွေကမှတကယ်ကိုပြန်လဲပြီးတော့ရှင်းကြခြင်းမရှိတဲ့ပြန်ပြီးတော့ဘယ်တော့မှမယုံမာတော့မဲ့ သူတော်ကဟုတ်လားဥရုရှင်ဘုရားနဲ့အတိတုညံသူကိုမရသေးတဲ့ပုဂ္ဂိုလ်တို့ရဲ့နော်သူတော်ကောင်းအနေထားဆိုတာအချိန်မွေးပြန်ပြီးတော့သူတော်ကောင်းအဆင့်ကနေရှော့ကြနိုင်နေတယ်။ဒါလေးလည်းမြင်ရတော့နော်။ခုဒီမှာသူကသုံးတာနှစ်လုံးနော်။အရိယာဆိုတဲ့စကားလုံးရဲ့တပ်ပုရိသဆိုတဲ့စကားလုံးရဲ့နော်အရိယာပုဂ္ဂိုလ်တွေသူတော်ကောင်းနေဒါကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးသူတို့ရဲ့တရားတွေကိုလည်းပဲလိမ္မာကျွမ်းကျင်မှုမရှိဘူး။ဘာမှလေ့လာလိုက်စားထားတာလည်းမရှိဘူးတဲ့။အဲ့လိုပုဂ္ဂိုလ်တွေဟာ ဘလူတွေမှားယွင်းစွာသူတို့ရဲ့စိတ်ကမှတ်ထင်မှုနဲ့နေရလဲဆိုလို့ရှိရင်နော်ဒီရုပ်အစုဝေးကိုသူတို့ဟာငါလို့ပုဂ္ဂိုလ်တတ္တဝါလို့ထင်ကြတယ်တဲ့နော်ရူပံအတ္တတော်တမနုပတ္တိနော်ရုပ်အစုဝေးကိုပုဂ္ဂိုလ်တတ္တဝါလို့ထင်တယ်ဒါကငါလို့ထင်တယ်ဒီတစ်ခုလဲတော့မဟုတ်တော့ဝေဒနာပါဆက်ဟောတယ်ဝေဒနာခံစားမှုတွေသိညာမှတ်သားမှုတွေမှတ်ထင်မှုတွေ နသင်္ခါရအကောင်းဆုံးအမျိုးမျိုးစိတ်ရဲ့တုံ့ပြန်မှုတွေကုသိုလ်အကုသိုလ်သဘောတွေပေါ့နော်ဝိညာဉ်သိမှုသဘောတွေနန္တရားဟုတ်လားဒီရုပ်စုနာအစုကြီးဒါဘုံဘုံတို့ဥရုဇင်တွေမှာဒီရုပ်စုနာအစုကြီးကိုဘယ်လိုထင်နေကြတာလို့ငါလို့တကယ်ကိုပဲဘုံဘုံတို့ဟာဆွဲဆွဲလန်းလန်းသိမ့်ပိုက်ထားတယ်ဟုတ်လားအဲ့လိုမျိုးသိမ့်ပိုက်ထားတော့သူ့ရဲ့စိတ်ကဘယ်လိုဖြစ်နေတုံးဆိုတော့နော်ဒီစကလုံးလေးလည်းဘုံဘုံသဘောကျတယ် အဟံရူပံမမရူပံဒီပြိယုထာယီဟောတိသူ့ရဲ့စိတ်ကနော်ဒီရုပ်စုဝေးကြီးကိုပဲငါလို့ထင်တယ်ဒီရုပ်စုဝေးကြီးကိုငါဟာလို့လည်းထင်တယ်ဆိုလိုတာငါငါဥစ္စာလို့ထင်နေတယ်အဲ့ဒီအထင်ကြီးကပဲသူ့စိတ်ထဲမှာအမြဲတမ်းထကြွတောင်းကျမ်းနေတယ်စိတ်ကအဲ့ဒီအတွေးအထင်အဲ့ဒီအမြင်မှားမှုနဲ့ပဲအမြဲတမ်းနေနေတယ်နော်အဟံရူပံမမရူပံတိပြိယုထာယီဟောတိနော်ရုပ်ဟာငါပဲရုပ်ဟာငါဟာပဲဆိုတဲ့ ကြွတောင်းကျမ်းမှုကြီးစိတ်ရဲ့မှားယွင်းမှုကြီးထကြွတောင်းကျမ်းမှုကြီးနဲ့ तू ဟာနေနေတယ်တဲ့အဲ့လိုနေတဲ့ခါကျ तू ဘာဖြစ်မလို့တတ္တအဟံရူပံမမရူပံဒီပရိယုဋ္ဌာယိနောတံရူပံဝိပိနာမတိအညထာဟောတိ तू ငါလို့ထင်ထားတဲ့ငါဥစ္စာလို့ထင်ထားတဲ့အဲ့ဒီရုပ်အစုကြီးကပျက်စီးသွားပြီတမျိုးတမျိုးဖြစ်သွားပြီ तू မဖြစ်ချင်တဲ့အတိုင်းမဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားပြီဆိုတာနဲ့ तू ဘာဖြစ်မလို့နော်တတ္တရူပဝိပိနာမယထာဘာဝဥပိ္ပဇ္ဇံတိသောကပိဋိဒေဝဒုက္ခဒေါမနတုပါယတာ နော်စုရင်မှုတော့ကငိုကြီးမှုပြိဒေဝကိုရှင်ရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတာပြင်းစွာပင်ပန်းမှုဥပါယတာတရားတွေဟာသူ့တန်တာမှာဖြစ်လာတော့တာပဲတဲ့ဒါကိုပို့ပြီးတော့အနှစ်ချုပ်ကလေးဖုံဖုံပြောကြည့်မယ်နော်နန်တရားပါပေါင်းပြီးတော့ပြောကြမယ်ဟုတ်လားဒီရုပ်အစုနန်အစုကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဓာတ်ရိုက်သုံးထားနော်ဒီစကလုံးလေးကိုဖုံဖုံကမှတ်မိစီရင်တဲ့အာရူပမမရူပအာဝေဒနာမမဝေဒနာရုပ်ကိုငါလို့ထင်တယ်ရုပ်ကိုငါဥစ္စာလို့ထင်တယ် နော်ဝေဒနာအစရှိတဲ့နန္တရားတွေကိုလည်းငါလို့ထင်တယ်ငါဥစ္စာလို့ထင်တယ်အဲ့ဒီမှားယွင်းမှုကြီးထားကြွတောင်းကျမ်းပြီးတော့နေနေတဲ့လူနော် तू မှားယွင်းထားတဲ့ငါလို့ထင်နေတဲ့ငါဥစ္စာလို့ထင်နေတဲ့အဲ့ဒီအစုအဝေးကြီးတမျိုးတမိဖြစ်ပြီးတစုံတရာပြောင်းလဲဖောက်ပြန်ပြီးဆိုတာနဲ့သူ့ရဲ့စိတ်ဟာတရားစုငါမျိုးရဲ့နှိမ့်ဆက်တာကိုသိကြပေါ့ခံရတော့မေးဘာတွေတော့တောကပရိဒေဝဒုက္ခဒေါမနတဥပါယတ စူရင်မှုငိုကြွေးမှုကိုရှင်ရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပြမှန်မှုဒီ၅မျိုးလေးကတမျိုးမဟုတ်တမျိုး2မျိုး3မျိုး4မျိုး5မျိုး5မျိုးလုံးလည်းဖြစ်နိုင်တယ်နော်အကြောင်းအားလျော်စွာပေါ့လေရှေ့ကမှားထားရင်မှားထားသလောက်နော်ကိုမှားထားတဲ့အရာကြီးကမပျက်စီးမှုပြင်းထန်ရင်ပြင်းထန်သလောက်ကိုယ့်ရဲ့စိတ်မှာနှစ်ထိခိုက်မှုနာကျင်မှုတွေဟာနော်အတိုင်းအတာတယောက်နဲ့တယောက်တော့တူမာတော့မဟုတ်ဘူးပေါ့နော်ကိုတယောက်တည်းကိုပဲတခါတလေ နည်းနည်းပဲရှိုးရင်တယ်တခါတလေအများကြီးရှိုးရင်တယ်တခါတလေဘလို့မှထိမ့်လို့မရအောင်မျက်ရည်တွေပါကျလာတယ်ဆင်းရဲတဲ့အတိုင်းဆာရင်တူသလားမတူအဲ့ဒါမှားယွင်းမှုကိုမှားယွင်းထားတဲ့အရာကြီးနော်ကိုမှားယွင်းဆိုတာမှတ်ထင်နေတဲ့အရာကြီးရဲ့ပျက်စီးမှုအကြီးအသေးကိုယ့်ရဲ့မှားယွင်းမှုအကြီးအသေးဒါပေါ်မှာမူတည်ပြီးတော့ဘုံဘုံတို့ရဲ့ဆင်းရဲမှုတွေဟာနော်တခါနဲ့တခါလည်းမတူဘူးတယောက်နဲ့တယောက်လည်းမတူဘူးဒါလေးတွေလည်းနားလည်ရမယ် ဟုတ်ပြီနော်အဲ့လိုဆိုရင်ရှင်သာရိပုတ္တရာရှင်းပြတာကိုသဘောပေါက်ပြီဟုတ်လားအရိယာသူတော်ကောင်းတွေကိုမတွေ့ဘူးမမြင်ဘူးတဲ့ပုဂ္ဂိုလ်အရိယာသူတော်ကောင်းတွေရဲ့တရားကိုမလိမ္မာမကြွန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာဒီယုံနာဘဝဒါရကိုဘလို့ထင်နေတော့ငါပဲငါဥစ္စာပဲလို့ထင်နေတယ်တဲ့အဲ့ဒီဆွဲလမ်းမှတ်တင်ထားတဲ့ပုဂ္ဂိုလ်သူငါလုံးငါဥစ္စာလို့ထင်နေတဲ့အရာကြီးပျက်စီးပြီဆိုတာနဲ့တမျိုးတမျိုးပြောင်းလဲဖောက်ပြန်ပြီဆိုတာနဲ့သူဟာစိုးရင်ချင်းကိုကြွေးချင်းကိုဆင်းရဲချင်းစိတ်ဆင်းရဲချင်းပြင်းစွာပင်ပန်းခြင်းဒါတွေသူဖြစ်ပေါ်လာတယ်ခံစားရတယ် အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ကိုယ်သာနာပြီးတော့စိတ်မနာဘူးရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးသူကိုယ်တိုင်မေကုံးထုတ်ပြီးတော့ပြန်ပြီးတော့ရှင်းပြတယ်တရားဓမ္မတို့သဘောပေါက်ပြီနော်ဒါရဲ့ဆန့်ကျင်ဘက်ဟုတ်လားအရိယာသူတော်ကောင်းတွေကိုမြင်မှုတဲ့ပုဂ္ဂိုလ်တွေ့မှုတဲ့ကြုံမှုတဲ့ပုဂ္ဂိုလ်တွေအရိယာသူတော်ကောင်းတို့ရဲ့တရားကိုလေ့လာတယ်သင်ယူတယ်လိုက်စားတယ်ကျွမ်းကျင်အောင်နားလည်အောင်ကြိုးစားတယ်အားထုတ်တယ်အဲ့လိုအားထုတ်တဲ့အခါမှာအဓိကအချက်ကဘာလဲလို့မေးရင် ဒီဘဝကိုငါငါဥစ္စာလို့မှားယွင်းစွာမမတ်ထင်ဖို့ပဲ။နော်ဘဝရဲ့ပုံမှာနော်ငါငါဥစ္စာဆိုတဲ့မှားယွင်းတဲ့အမြင်တွေနဲ့မသုံးသပ်မိဖို့ပဲ။ယုံနံကိုယုံနံလို့သိဖို့ပဲဘုံဘုံတို့စူးစမ်းဖို့ပဲအဓိကလိုရင်းကဟုတ်လား။အဲ့လိုသိမယ်ဆိုလို့ရှိရင်ဓာတ်ပစ္စည်းပြီးတမျိုးတူဖောက်ပြန်ပြီးဆိုရင်သူ့မှာမတော်ကပရိဒေဝဒုက္ခဒေါမနတာဥပါယတာတရားတွေဖြစ်เสียအကြောင်းရှိဦးတဲ့။ဒါဘုံဘုံတို့က အနှစ်ချုပ်ကလေးကောင်းထဲမှာပိုင်ပိုင်နိုင်နိုင်ဒီအမြင်မှန်လေးကိုနော်သိသိထားနိုင်ရမယ်အမြဲတမ်းလည်းပဲဆင်ញင်တက်ရမယ်ဘာလဲလူတွေကဘာကြောင့်ဆင်းရဲနေတာလဲဒီယုံ nant ဘဝကိုငါငါဥစ္စာလို့ထင်နေလို့ဆင်းရဲကြရတာပဲနော်ဒီယုံ nant ဒီဘဝကိုငါငါဥစ္စာလို့မထင်တဲ့လူဟာဆင်းရဲကြရကြောင်းမရှိဘူးအဲ့လို့ဆိုရင်ဒီယုံ nant ကိုငါငါဥစ္စာလို့မထင်ဖို့အတွက်ဘုန်းတို့ဘယ်လိုလုပ်ရမှာလဲယုံ nant ကိုယုံ nant လို့ပဲမြင်အောင်ကြီးနေဖို့ပဲ မနေ့ကတောင်ဖုံဖုံပြောခဲ့သေးတယ်ခေါင်းထဲပေါ်လာတဲ့ဥမာလေးဖုံဖုံကမွေးဆိုရင်အလွန်ကြောက်တယ်ဒါကြောင့်လမ်းသွားရင်အမြဲတမ်းပြူးပြေးပြေးအမြဲတမ်းကြည့်တယ်မွေးနဲ့တူတဲ့ကြိုးစားလေးတွေ့မယ်ဒါမှမဟုတ်အရေးကလေးရှိရှိလေးထင်နေပဲဆိုရင်လူကတောက်လျှောက်အဲ့ဒါကိုသတိထားပြီးသားပဲခံစားရတာလည်းတော်တော်ကိုမကောင်းဘူးရှင်းရတယ်မကောင်းဘူးအဲကြိုးမွေးလို့ထင်တာပါနော်မွေးလို့ထင်တဲ့အခါကျတော့မွေးကြောက်တဲ့လူကဘယ်လိုဖြစ်တော့မွေးကိုမြင်လို့ဖြစ်တဲ့ခံစားချက်ရှင်းရတယ်ပေါ့ အဲ့လိုဆိုရင်ဒီကျိုးကိုမွေလို့မထင်ဘူးဘုမလို့ဘယ်လိုလုပ်မလို့ကျိုးကိုကျိုးလို့သာမှန်မှန်ကန်ကန်သိအောင်ကြိုးစားမွေလို့အထင်မှားနေတဲ့အထင်ကအလိုလိုပျောက်သွားတယ်သဘောပေါက်လားဘုံပြောတာဟုတ်ဘုံတော့ဒီခါလေးကြိုးစားကိုမွေထင်ပြီးတော့ဟာချွေးတွေပါတယ်မြန်ပြန်လို့ဟုတ်တယ်မဟုတ်လားအဲ့ဒီကျိုးကိုကျိုးလို့သာတကယ်သိမယ်ဆိုရင်မွေလို့ထင်ကြအကြောင်းရှိမလားမွေလို့မထင်ဘူးဆိုရင်မွေလို့အထင်မှားလို့ဖြစ်တဲ့ခံစားချက် ဆင်းရဲတဲ့ဆိုးရွားတဲ့ခံစားချက်တွေခံစားရပါမလားမခံစားဘူးဟုတ်လားအဲ့လိုပဲယုံနံကိုငါငါဥစ္စာဆိုတဲ့မှားယွင်းမှုနဲ့နဘဘုံတို့တက္ကာဒိဋ္ဌိအာကြီးမှုနဲ့နော်ဒီမှားယွင်းမှုမဖြစ်ဖို့ဆိုလို့ရှိရင်ဘာလုပ်ရမှာတော့ယုံနံကိုယုံနံလို့ပဲမြင်အောင်ကြိုးစားဖို့အဲ့ဒါတတိပဋ္ဌံတရားပွားတယ်ဆိုတာအဓိကလူရင်းကအဲ့ဒါကိုနားလည်အောင် လုပ်တာဒါကြောင့် तू ကဘာဖဲလိုက်မှုမှမရှိအောင်လုပ်ရတယ် နကုစိတ်ထဲကနကုတွေးထင်ထားတာမြင်ထားတာတွေဝင်ရောက်ဆွတ်ဖက်တာတွေမပအောင်ကြိုးစားရတယ်တဲ့တယ်လေးအရှိကိုအရှိအတိုင်းလေးမြင်နေအောင်ကြိုးစားရတယ်ပူတယ်ဆိုရင်လည်းပူတယ်လို့ပဲသိအေးတယ်ဆိုရင်အေးတယ်လို့ပဲသိနုတယ်ဆိုရင်နုတယ်လို့ပဲသိကျမ်းတယ်ဆိုရင်ကျမ်းတယ်လို့ပဲသိဒါယူပိုင်းဆိုင်ရာကိုပြောတာပါနော်စိတ်ဆင်းရဲတယ်ဆိုရင်လည်းဆင်းရဲတယ်လို့ပဲသိချမ်းသာတယ်ဆိုရင်လည်းချမ်းသာနေတယ်လို့ပဲသိ မပါတဲ့ငါချမ်းသာတယ်သူချမ်းသာတယ်ငါဆင်းရဲတယ်သူဆင်းရဲတယ်ဆိုငါတွေသူတွေပုံကိုတတ်တွေဒီတဲကိုမပါစေနဲ့လို့သူကအဲ့ဒီဥစ္စာကိုတခါတည်းကန့်ထုတ်တာတက္ကရာဒိဋ္ဌိကိုအရင်တိုက်ခိုက်တာနော်သတိပဋ္ဌာန်တရားပွားလဲဆိုတာတဘောပေါက်လာဖုံးပြောတာအဲ့ဒီတက္ကရာဒိဋ္ဌိအားနေသွားလေလေနော်ဘုံဘုံတို့နော်စိတ်ရဲ့ဆင်းရဲမှုပူလောင်မှုပင်ပန်းမှုတွေကမဖြစ်သွားတော့နေပါသွားလေလေဟုတ်လားဒါကြောင့်တကယ့်ပြဿနာကဒီထဲမှာရှိတယ် ်စိတ်ဆင်းရဲနေရတဲ့ပြဿနာစိတ်ထဲမှာပဲရှိတယ်။အမြင်ဘက်မှာဖြစ်နေတဲ့အကြောင်းတရားတွေကအဓိကကြတဲ့ပြာဏကြတဲ့အကြောင်းတရားမဟုတ်ကိုယ့်ရဲ့အတွင်းမှာဖြစ်နေတဲ့မှားယွင်းမှုကိုပြင်နိုင်လို့ရှိရင်စိတ်ကတခါတည်းချမ်းသာပြီးသားဖြစ်သွားတယ်။သဘောပေါက်လားမသိဘူး။နော်။ဒါကြောင့်ဘုန်းတို့ရဲ့စိတ်ရဲ့မှားယွင်းမှုကိုပဲပြင်ဖို့ဘုန်းတို့ဟာကြိုးစားရရပါ။ဒါကြောင့်ဝင်လေထွက်လေလေးကိုအာယုံဆိုင်ပြီးတော့အမြဲတမ်းကြည့်တဲ့အလေးချင်းကိုလေ့ကျင့်အဲ့ဒီဥစ္စာက ခြံတဲ့ယုံဉာဏ်တွေကိုကြည့်တဲ့အခါမှာလည်းပဲအများကြီးအမှန်သိအောင်လိမ္မာကျွမ်းကျင်အောင်အများကြီးအထောက်ကူပြုတယ်။သူ့ကိုဘုန်းဘုန်းတော်ကမြေလန်းအာယုံဆိုင်တဲ့အလေးကျင်လေးမွေးမြူပါမယ်လေးကျင်ရမယ်။ဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါငါဥစ္စာမဟုတ်ဘူးဆိုတဲ့အမြင်မှန်ရဖို့အတွက်အဲ့ဒီဝင်လေထွက်လေလေးကိုတလက်ဆက်ကြည့်နေတာအဲ့ဒီဥစ္စာကအများကြီးငါငါဥစ္စာဆိုတဲ့အမြင်မှားကိုဖယ်ဖို့အတွက်တွန်းအားပေးနေတယ်။သူကလမ်းမှန်ကိုရှောက်နေတာတကယ်တမ်းဟုတ်လားဒါကြောင့်မလို့ဒီဒေသနာလေးကိုဘုန်းဘုန်းက အများကြီးနားလည်စေခြင်းနဲ့နော်အများကြီးနားလည်စေခြင်းနဲ့ဒါရှင်သာတိဗုဒ္ဓရာရှင်းပြတာနော်ဘယ်လိုလူဟာကိုရောရှေ့ရောနားတဲ့လူလဲနော်ရုံဏံကိုဒီဖြစ်ပေါ်နေတဲ့ဘဝကိုနော်ငါငါဥစ္စာလို့မှားယွင်းဆိုဆွဲလန်းမှတ်တင်နေတဲ့ပုံကိုယ်တွေဟာကိုရောရှေ့ရောနားရတဲ့ပုံကိုယ်တွေဟုတ်လားဘဝရဲ့ပုံမှာယုံနယ်ရဲ့ပုံမှာခန္ဓာရဲ့ပုံမှာဒီမှာတော့ခန္ဓာ၅ပါးနဲ့ကင်ဟောတယ်နော်ခန္ဓာ၅ပါးရဲ့ပုံမှာ ငါငါဥစ္စာဆိုတဲ့မှားရင်းနဲ့အထင်မှု မရှိဘူးဆိုတဲ့ပုံကိုယ်တွေကဘာလို့ခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်နေနိုင်တဲ့ပုံကိုယ်တွေဒါကြောင့်ဘုန်းဘုန်းတို့ဘလို့ချီနေမျိုးနဲ့ပဲကြုံကြုံဘလို့လောကရံနဲ့ပဲတွေ့တွေ့ဘလို့အရှင်မပြေမှုတွေနဲ့ပဲရင်ဆိုင်ရရင်ဆိုင်ရကိုယ့်ရဲ့စိတ်ကိုမထိခိုက်အောင်မနာခြင်းအောင်လို့ကြိုးစားကြရမလဲဆိုတဲ့နီလန်းကိုဒီတေသနာကိုဘုန်းဘုန်းတို့အခြေခံပြီးတော့ကြည်ကြည်ပြန့်ပြန့်မသိရဘူးလားသိရအေးဟုတ်လားဖြစ်ပေါ်နေတဲ့သဘာဝတွေကိုသတိထားပြီးတော့ ဘယ်လိုက်မှုမရှိပဲနဲ့နော်ကြည်တယ်ရှုတယ်သတိပဋ္ဌာန်ဘာဝနာအလေးအကျင့်ကောင်းကိုလေ့ကျင့်ရမယ်အဲ့ဒါလိုလေ့ကျင့်လို့ရှိရင်ဒါရဲ့ပုံမှာနော်မှားယွင်းတဲ့အထင်အမြင်တွေလို့ဆိုရမယ်နော်တက္ကရာဒိဋ္ဌိလို့ဆိုရမယ်ငါငါဥစ္စာဆိုတဲ့မှားယွင်းတဲ့အမြင်တွေဟာတဖြည်းဖြည်းနဲ့မဖြစ်သွားမလို့ယောနေသွားမယ်ပေါ့ဟုတ်လားသူယောနေသွားလေလေနော်ဒါတွေအစမပြေဖြစ်လာတဲ့ခါမှာပျက်စီးတဲ့အချိန်မှာကို့မှာထိခိုက်မှုနည်းလေလေနောက်ဆုံး သူ့ကဘုံဘုံတို့ကအမြင့်ပြက်ပယ်တတ်နိုင်မယ်ဆိုရင်ဘာတွေဘလို့ပျက်စီးလို့သွားသွားဘုံတို့စိတ်မှာဘာမှထိခိုက်စရာအကြောင်းမရှိတော့အဲ့ဒီထိလဲပဲဘုံဘုံတို့ကမြုံမန်းထားဖို့လိုမယ်ပေါ့နော်ကိုယ့်ရဲ့အသိဉာဏ်ဖြစ်ကြအောင်ဟုတ်လား